အများအပြားလောကတိုင်းအလုံးတရာမှပညာကြီးသူတို့ကြီးဆိုးလျက်ပညာဉာဏ်ကြီးသူတို့၏၎င်းတို့၏အောင်းနိုင်နေ၍၎င်းတို့၏အကျိုးကိုဖြည့်ဆွတ်ဆောင်ရွက်ကာကုန်ကြီးထောက်ပတ်အသုံးခံကြပါလျက်ပါရမီဖြည့်ကြသည်ရသည်ကို အများအပြားဂျုံတွေ့ကြရလေသည်အကယ်၍ပညာဉာဏ်ရှိသူတို့သာကြီးပွားရမည်ဆိုရင်ပညာဉာဏ်နည်းသူမှအကုန်အစဲအောက်ကျနောက်ကျသာနေကြဖို့ရှိလေသည်စင်စစ်မာတော်ကထိုကဲ့သို့မဟုတ် ပညာရှိလျက်စုံနှုတ်ဆင်းရဲငတ်မို့၍နေသူတို့ကိုအများပင် တွေ့ရှိရလေသည်တိတ်ပံကြောင်းတွင်ပညာတတ်ပုဂ္ဂိုလ်များသည်အိမ်ငှားနှင့်နေရလေရာပညာမရှိသူတို့မှတိုက်အိုးအိမ်ပိုင်းနန်းတော်ပေါ်မှကြီးကျယ်သောအဆောက်အုံများနှင့်နေကြရသည်ကိုအများအပြည့်မြင်ရလေသည်မင်းတိုင်ပင်အစည်းအဝေး၌ဆင်းရဲသောစည်စက်စက်ကတရီကရေး၍ပေးသမျှကိုနှုတ်တိုင်အာကုန်ရွတ်ဆိုကား ကဘာပေါ်တွင် စကားပြောကောင်းသည်ဟုကြော်ကြား၍နေကြသောအမတ်ကြီးများမြောက်များစွာတွေ့ရှိနိုင်သည်ဟုတွေ့ရှိနိုင်သည်မှာ၎င်းတို့ထက်ပညာကြီးသောစရေးဆက်ကထရီတို့သည်၎င်းတို့ခိုင်းစေရာကိုခံ၍နေရသည်မှာထင်ရှားခြင်းဖြစ်လေသည်အောင်မြင်ကြီးပွားခြင်းကိုဖြစ်စေလောက်သောဗဟိတအပြင်အပအခြေအနေတို့ကြောင့်အောင်မြင်ခြင်းဖြစ်သည်မဟုတ်ချေအကြောင်းမူကကြွယ်ဝသောမိဘတို့၌ဆင်းရဲသောသားသမီးများကို မျက်မြင်ဒိဋ္ဌတွေ့ရှိကြလေရာဆင်းရဲသောမိဘတို့၏သားသမီးတို့သည်တတိသကြွယ်ဖြစ်၍နေကြသည်ကို သိရလေသည်ဥယောဘတိုင်၌မင်းဆွေစိုးမျိုးတို့ဆင်းရဲလျားလျက်ဆင်းရဲသားသူကြွယ်တို့ကဆင်းရဲသားသူကြွယ်တို့နှင့် အမျိုးဆက်ကအခါများစွာဆင်းရဲသားတို့ကို မင်းဆွေစိုးမျိုးအဖြစ်တို့တင်မြောက်ချီးမြှင့်ကြရလေသည်ကြံပါခြင်းတန်ဆွမ်းခြင်းပညာရှိခြင်းကိုပိုင်စွမ်းရည်တတ္တိနှင့်ထမ်းမြတ်ရဲရင်ခြင်း ငွေကြေးဥစ္စာအစွေခေမုန်းကောက်တို့နဲ့ဩဇာတိတ်ကမစသည့်ကောင်းမြတ်သောအခြေအနေတို့နဲ့ချမ်းရလျက်ကြီးပွားခြင်းအဖြစ်တို့မရောက်ပဲနေကြရသောသူတို့ဒီလေလောက၌တွေ့ရှိနိုင်လေသည်ထိုကဲ့သို့သောအခြေကောင်းအနေကောင်းတို့မရှိပါပဲလျက်ပြင်ထောင်ကိုလေကားမထောင်ပဲတွယ်၍တက်ရသောသူ၏အလားကြီးပွားကအထွတ်အထိပ်တို့ရောက်သောသူတို့ကိုများစွာပင် တွေ့ရှိနိုင်လေသည်မျက်မြင်အားဖြင့်စီးပွားဥစ္စာရှာဖွေရာတွင်ပညာတတ်သောသူတို့၏ ကာယဉာဏ်အစွမ်းထက်ပညာမတတ်သောရှေးဉာဏ်သမားအယောဂံလူကြီးများကပုံမူကြီးနေကြသည်ကိုလက်ငင်းတွေ့ရလေသည်ခေကာလဉာဏ်သမားတို့မှအမှန်ပြီးတော့အစ်မမဟောင်းမညစ်မီတိုက်ဆိုင်များဆုံးမပျက်စီးကြလေသည်မှန်ပြီးတော့အစ်တို့သည်ညစ်နွမ်းပျက်စီးဆုပ်ပျက်သေးတဲ့သောအဖြစ်တို့ရောက်ကြရလေရာတောင်းစုပ်ဘလုံးစုပ်ထေရှုတစ်တာဖျားရိုင်းနှင့်ညစ်ညမ်းစွာအလုတ်ကိုစာ၍လုတ်တို့သူသည်လုတ်သူတို့သည်ညစ်နွမ်းရာမှာ တစားစားပြောင်းလဲ၍လာကြသည်များကိုအခါများစွာတွေ့ရှိရလေသည်အချို့သောသူတို့မှာငယ်စဉ်ကပညာကိုမျှမတင်ရစင်းရဲစွာအလောက်ကျန်းကိုလောက်ကန်အသက်မွေး၍လာကြရာမိမိတို့၏ပညာကိုတတ်အောင်တင်လျက်ကြီးမြင့်သောအခြေအနေတို့ရောက်ကြလေသည်အလောက်အကန်အကျံစီအရာ၌ကာလဉဏ်သမားတို့မောက်ကြွားကရှေ့ယူသမားတို့ကိုကဲ့ရဲကြသည်မှာများစွာပင်မှားကြလေသည် အောင်မြင်အထမြောက်ကြီးပွားခြင်းသည်မျိုးရိုးဇာတိအသွေးအစွမ်းကြောင့်မလဲမဟုတ်လောက၌ဆင်းရဲသားမျိုးသည်အစဉ်အဆက်ဆင်းရဲရမည်တထင်းမျိုးသည်အစဉ်အဆက်ထေးရမည်ဟု၍ထုံးစံမရှိကြေအလွန်တရာစွမ်းရည်တတိရှိသောမိဘတို့မှလူနှုံလူအလူဖြင်းလူနာလူပော့လူလေလူတေလူပေများစင်းတက်တက်ကြောင်းကိုအထူးပြောပြရန်မရှိကြေမိဘ၏အမွေကို ထုံးလို့ချေရေလူနှောက်ကတုံမောက်၍ပြကြတော်သူတို့ကိုနမူနာထားနိုင်လေသည် အပြောကောင်းသောရှေ့နေဤသားလူပြော့လူအစာရေးစရာဤသားအနစသည်တို့ကိုလက်ညှိုးနှင့်ညှုံတိုင်းပင်တွေ့ရှိနိုင်လေသည်ပင်မန်းစွာလောက်ကိုင်းချင်းဝိရိယကြီးလိုခြင်းကြောင့်လည်းကြီးပွားသည်ဟုမဆိုနိုင်ချေလောက၌ကိုလီလှုပ်သူတို့ကပုံမူပင်မန်းစွာအလောက်ကိုလှုပ်ရသူမရှိချေလောက၌ကြီးပွားသူတို့သည်အများအားဖြင့်ပင်မန်းဝိရိယနှင့်လောက်ကိုင်းသူတို့၏အပေါ်တွင်အညွန့်ကိုခုဆို၍နေသူများဖြစ်ကြလေရာဝိရိယကြီးလွန်းခြင်းသည် အခါခတ်သိမ်းချစ်တာအခါခတ်သိမ်းချမ်းသာသောတကင်းအဖြစ်တို့မရောက်စေပဲကျုံဤအဖြစ်တို့သာ ရောက်စေတတ်လေသည်ပင်ပန်းသောအလုံးလို့ရသူတို့သည်အများအပြားမိမိတို့ကိုယ်တိုင်ကောင်းစားဖို့လှုပ်ကြရသည်မဟုတ်အခြားသောအလုံးတစ်ခုကိုစံမီကြီးပွားဖို့လှုပ်ကြရလေသည်ပင်ပန်းစွာအကြောင်းမီတွေတူးတော်သူတို့၏အိမ်သားများချမ်းသာသောဆောင်းဥဒုအခါ၌မိကိုမျှမလှုံရသောကြောင့်ခက်ခိုက်တုံ၍နေကြရလေသည်။လယ်သမားယာသမာ ပင်ပန်းသောတောင်သူများသည်တစ်နှစ်နှင့်တစ်နှစ်ဆန်ဆာပါအလင်းမမိကြသည်မှာထင်ရှားသောတတ်သည်ဖြစ်၏အေးစေးစေးစကားနှင့်အသက်မွေးလျက်လက်ဝါးနှင့်အရင်ပြုသော ပွဲစားတို့မှဝါလင်းယုံမြမကပူလျံလူတန်းပိကန့်၍နေနိုင်ကြ၏တိတ်ပံကြောင်း၌နေရခြင်းသည်လည်းချမ်းသာခြင်းကိုဖြစ်စေရန်ဤလည်းမဟုတ်ပညာတက်ဖို့ရန်ဤလည်းမျှသာဖြစ်လေသည်ပညာအတက်ကိုအမှန်လိုလားသူသည်ကြောင်းမှမနေပဲမိမိဘာသာအားလက်သည့်အခါ၌တင် जा ခြင်းဖြင့်ပညာတက်မြောက်နိုင်၏ ကြောင်းနိုင်ပြီးအောင်ချင်းသည်ကျုံတွင်းသို့ဆင်းရန်ချောတိုက်၍ထားသောစင်ရှိစင်ကြီးချောလိဖြစ်လေသည်အောင်မြင်ကြီးပွားခြင်းသည်ကံကြမ္မာတတ်တတ်ကြောင်းမဟုတ်ချေထီပေါက်တော်သူသည်ကံကောင်း၍ပေါက်သည်မဟုတ်အကဲ၍ကံကောင်းလျင်၎င်းထီပေါက်သောအချိန်၌၎င်းလူထက်ပိုမိုကံကောင်းသောသူတို့မှအဘဲကြောင့်ထီမပေါက်ပါသည်နိဇာတာဆန်းလက်ကြောင့်လည်းမဟုတ်ဇာတာကောင်းတိုင်းထီမပေါက်ဇာတာကောင်းတိုင်းမြေးမွေးမနိုင် ဤကဲ့သို့သောရုပ်တရက်ချမ်းသာခြင်းတို့မှတခုတည်းသောတွင်းထဲသို့ဇေပေါင်းများစွာပြည့်၍တွေးရာတလုံးတလီမျှသောဇေမှာတွင်းထဲသို့ရောက်၍အချားဇေများမှာတွင်းထဲသို့မရောက်ကြချေထိုတွင်းထဲသို့ရောက်သောဇေများမှာကံကြမ္မာကြောင့်ရောက်ရသည်ဟုမဆိုရအများအနှံ့တလုံးတလီမှာတွင်းထဲသို့ဝင်ရမည် မဝင်မဲမနေနိုင်ဟုသောသဘောကြောင့်ဝင်ရခြင်းမျှတာဖြစ်လေသည် ထို့အတူထီပေါက်သောသူမှလည်းထီထိုးသောတိမ့်တန်အနှံ့တယောက်နှစ်ယောက်ဆယ်ယောက် ၂၀စသဖြင့်တတ်မှတ်၍ထားသည့်အတိုင်းအမှန်ပေါက်ရမည်မပေါက်ဘဲကမနေနိုင်အေကံပေါက်ရမည်ဖြစ်သောသဘောကြောင့်ပင်ဖြစ်လေသည်ထို့အပြင်လောက၌ပညာကိုကံကမပြီးတင်ကြားမှရ၏အဥ္စာကိုလည်းရှာမှရ၏အဥ္စာကိုမရှာဘဲကံရောက်ရနိုင်လေဘီအေဝုတ်လုံတော်ရအတက်စသည့်ပညာတို့ကိုလည်းမတင်ကြားဘဲကံရောက်ရနိုင်မှုရှိလေသောသည်ထိုကဲ့သို့မရချင်းကြီးပေါ်အောင်မြင်သူဟုသမျှတို့အနက် ပါဇက်ကကံဟုပြောတော်လဲကံကိုအစွဲပြု၍ဥစ္စာကိုရှာသူသည်တရားလင်တယောက်မျှမရှိကြချမ်းသာလေးမည်ဟုဒိဋ္ဌိယုံကြည်တိရှိ၍ရှာကြသည်သာလျင်မြန်ကြလေသည်စံကစားတော်သူတို့ပင်လည်းကံကိုလုံးလုံးကြီးမကိုးစားချင်းချင်းမှန်းဆဆင်ကျင်သောသဘောကိုများစွာအသုံးပြုကြရလေသည် သို့တော်လဲပျက်စီးဆင်းရဲသောသူတို့သည်အဘယ်အကြောင်းကြောင့်ပင်ပျက်စီးစေကမူအများအပြစ်ကံကိုယုံပဲဖွဲတတ်ကြလေသည် တစုံတစ်ခုသောအလုပ်ကိုကျွမ်းကျင်သောကြောင့်၎င်းကြီးပွားခြင်းအခြေသည့်အခါခတ်သိမ်းမရောက်ချေကျွမ်းကျင်ခြင်းသည်အမှုတန်းကောင်းမြတာဖြစ်စေတတ်သည်မှာများစွာပင်ထင်ရှားလေသည်လောက၌မကျင်လေသောသူတို့ကကျင်လေသောသူတို့ကို စေခိုင်းကကြီးပွား၍နေကြသည်ကိုများစွာပင်တွေ့မြင်နိုင်လေသည်ဆက်အလုပ်ကိုနားမလဲပဲလျက်ဆက်တထေးလောက်ကကျင်လေသောကုသလေတို့ကိုလာကပေး၍နေကြသည်မှာအများပင်ရှိကြလေသည် ထိုကိုယ်စလဲတို့သည်လည်းအပေါင်းအသင်းအခြေအနေတို့၏အစွမ်းဖြင့်ဆက်သည့်အဖြစ်ကိုမိမိတို့ကိုယ်တိုင်ရောက်နိုင်အောင်ကြံစည်နိုင်ဖို့ရန်နီးလန်းရှိပါလျက်ဆက်သည့်မှဖြစ်ကြသည်မှာလည်းအခါများစွာ ကြားသိရလိမ့်မည်အဆိုပါရှိချက်တို့မှာချွင်းချက်များမကင်းချေထိုအချက်တို့၏အစွမ်းဖြင့်ကြီးပွားချမ်းသာသူအချို့တို့သည်လည်းရှိကြပေလိမ့်မည်သို့သော အခါခတ်သိမ်းထိုအချက်တို့ကြောင့်ကြီးပွားခြင်းအဖြစ်တို့ရောက်ရသည်အရေးအချင်းအခြေအနေများမရှိကဆင်းရဲခြင်းအဖြစ်တို့အမှန်ရောက်ရမည်ဟုအစွဲမပြုတဲ့ကြောင်း သက်တည်နေတကွပေါ်ပြခြင်းဖြစ်လေပြီစင်စစ်အဖြစ်တော်ကကြီးပွားခြင်းအကြောင်းရင်းသည်အဆိုပါ အချက်နှင့်မသက်ဆိုင်သောကို အောက်၌တင်ပြလိုက်လိုက်ပြီးအောင်အပ်ကြီးပွားအောင်မြင်ခြင်းအကြောင်းရင်းသည်စိတ်တဘောထား၏အရေးအချင်းဖြစ်လေသည်စိတ်ထဲ၌ကြီးပွားခြင်းစိတ်ထဲ၌အောင်မြင်ခြင်းကို ရှေးဦးပထမရရှိပြီးမှသာလျှင်အပြင်အပအလောက်ကိုင်းတို့၏အောင်မြင်ခြင်းသည်ဖြစ်နိုင်လေသည် စိတ်ထဲ၌စည်ရင်ညူရင်ပူပင်တော့ကပျက်စီးခြင်းတွေကိုသာတွေးတော့၏အနေခြေကထိုကဲ့သို့တွေးတော့သူသည်ပျက်စီးခြင်းအကောင်အထည်ကြီးဖြစ်ကအတွင်း၌ပျက်စီးသောတဒံသည်အပြင်၌ပေါ်လာ၍အလောက်ဟုသမ ्या တို့မှပျက်စီးခြင်းဖြစ်ရလေသည်စိတ်၌ပြုလုပ်ဖန်ဆင်းခြင်းသည်ကြီးပွားခြင်းအကြောင်းအရင်းဖြစ်၏ထိုကဲ့သို့ဖန်ဆင်းသည့်အတိုင်းဖြစ်လာရခြင်းသည် အကျိုးတရားဖြစ်သည်သိုးတွန်သောစိတ်ရှိသူတို့မှအပြင်ပတဒံ၌သိုးတွန်ရှန်တန်ထက်တံ လက္ခဏာသည်ပေါ်ပေါက်ရလေသည်ကောင်းမြတ်သောစိတ်တော်ရှိသူတို့၏အပြင်ပတတံမှာအများအပြည့်နူးညံ့တိမ်မွေ့ရလေကနူးညံ့တိမ်မွေ့ရလေသည်ထို့နည်းတူစွာစိတ်ထဲ၌စင်ရဲ့ခြင်းတတံကိုသာတွေးတော်ဖန်လို၍နေခြင်းကအပြင်အပအလုပ်တို့မှာစင်ရဲ့ခြင်း၏အကျိုးကိုခံစားရလေသည်အောင်မြင်ခြင်းဤတံတန်ကိုတွေးတော်ဖန်ပြီး၍နေခြင်းကအောင်မြင်ခြင်းသည်ဟုသောအကျိုးကိုခံစားရလေသည လောက၌စေရေဆုံးရှုံးမှုမြည်သည်ဖြစ်တော်သူ၏စိတ်နှင့်စိတ်သဘောထားပုံနှင့်ကြီးပွားချမ်းသာရမည်ဖြစ်သောစိတ်နှင့်သဘောထားပုံသည်တိတိသာသာချားနာလျာစေရေဆုံးရှုံးခြင်းကိုဖြစ်စေသောစိတ်မျိုးရှိသူတို့မှအဘယ်မျှပင်ချမ်းသာအောင်မြင်ကြီးပွားအောင်ပြုလုပ်ပြောထောင်၍ပေးစေကမူအထက်တို့မတက်လူလှဲ့၍သာအောက်ဘက်သို့ဆင်းရသောကြောင့်ဇီးကုပ်၍နတ်မြီကိုတင်ဇီးကုပ်၍နတ်ပြီကိုတင်တော်လဲမြင့်သည်ဟုခုံချသောလူမျိုးပင်ဖြစ်လေသည် ၎င်းလူမျိုးတို့မှာအဘယ်မျှပင်မားစားသူများစေကားမူမားစားကြည့်ရှုခြင်းကိုခံရလေလေမားစားကြည့်ရှုခြင်းကိုထက်မှန်၍လိုလီလီဖြစ်လျက်မားစားသူကိုတိုး၍သာတွေ့တာကပ်ပြီးတက်သောကြောင့်ကိုစွမ်းကိုစားလုံးလုံးကြီးကင်းသောသူများသာဖြစ်ရလေသည်၎င်းလူတို့သည်အမဲညင်းညူပါညုံညင်လျက်သူတစ်ပါး၏စိတ်မချမ်းသာလောက်အောင်မိမိ၏ဒုက္ခဆင်းရဲခြင်းကိုသာ ပြောဆိုတတ်ကြလေသည်ကျွန်ုပ်၏ဆွေမျိုးတစ်ယောက်သည်ကျွန်ုပ်ရှိရာရန်ကုန်မြို့သို့ ရောက်ရွေလာလျာအလုံးမရှိသဖြင့်တစ်နှစ်ခန့်ကျွေးမွေးထားရလျက်အဝတ်အစားတို့ကိုစင်၍ပေးရလေသည်၎င်းလူသည်ကျင်းတုတ်ထက်ကြီးစာရေးစာချီလုပ်ရန်ပညာစုံလင်လျက်လုံလောက်သောဉာဏ်စွမ်းဉာဏ်စားနှင့်ထမ်းမြက်လင်းမြန်စွာအလုပ်ကိုလုပ်နိုင်သူဖြစ်၏လူရုပ်လူရည်လည်းကောင်း၏သူရတတိနှင့်လည်းပြည့်စုံ၏လက်ရည်လက်သားစည်ရင်အင်းအရာ၌လည်းတစုံတရာစုပွဲရာမရှိချေကျွန်ုပ်အပြစ်မှတပါး တခြားသောမိတ်ဆွေများနဲ့၎င်းမှာလုံလုံကြီးမကင်းချေတို့ပါလျက်တစ်နှစ်ပတ်လုံးအလုတ်ကိုမိမိဤအစွမ်းဖြင့်ရှာဖွေ၍မရကျွန်ုပ်ကိုယ်တိုင်အလုတ်၃မျိုးကိုတစ်မျိုးပြီးတစ်မျိုးရှာ၍ပေးရလျာတစ်နှစ်အတွင်းတွင်အလုတ်၃မျိုးပြောင်းခဲ့လေသည်ပထမအလုတ်မှာအလုတ်သမားစာရေးစာကြည့်အချင်းချင်းတို့ဤစိတ်နေသဘောထားရိုးသားဟန်မရှိဟုသဘောရသောကြောင့်တစုံတရာဖြစ်ပွားခြင်းမရှိပဲ၈၀ကျက်စားအလုတ်ကိုစွန့်ပစ်ပြီးဒုတိယအလုတ်မှာဘယ်အကောင်မှစိတ်မကျေနပ်ပဲ တရင်ကြီးတညူညူနဲ့6လခန့်ကြာပြီးနောက်မိသူကမြမနှောက်ရှက်ပဲစိတ်လက်မချမ်းမသာဖြစ်ကထွက်ခဲ့၏နောက်ဆုံးအလုံးမှမူယခုထက်တိုင်လောက်ကန်လျက်ရှိတော်လဲ၎င်းကို တွေးသည်မအခါတိုင်းညင်းညူတန်ကြားရလေသည်လာကမှာများစွာမနေချေ၎င်း၏အိမ်ပါလဲဘဲအခါမြအေးချမ်းตายာခြင်းမရှိသဖြင့်ကျွန်ုပ်ထံမှခွဲခွာ၍ပင်နေတော်လဲမကြာခဏကူညီထောက်ပံ့လျက်ပင် နေရသည်လေ၏ ဘယ်တော့အခါနာရဲ့လုံးလုံးလျားလား၎င်းကိုပြန်၍ကြည့်ရှုထောက်ပံ့ကြွေးမွေး၍ထားရအုံးမြီကိုမတိရချေထိုကဲ့သို့သောလူမျိုး၏စိတ်သည်အမြဲပင် ဆုံဆုံဆုံရှုံလျက်ရှိလေရာထိုဆုံရှုံလျက်ရှိသောစိတ်တက်ကိုမပြောင်းသမျှပဲအခါမှကြီးပွားအောင်မြင်လိမ့်မည်မဟုတ်ဟုသိတာလေသည်ထိုလူသည်စင်းရဲဆုံရှုံသောလူမျိုး၏နမူနာတယောက်ဖြစ်လေသည် အချို့သောလူတို့မှအောင်မြင်ခြင်း၏စိတ်နှင့်သဘောထားအမြဲရှိကြသဖြင့် အမြဲအပြည့်ကြီးပွားရေးကိုသာတွေးတော့ကြံစီလေးရဲ့စိတ်အားပြက်ပြားဆုပ်ယုပ်သေးနှုတ်အားငယ်ခြင်းမရှိတဏိတနာအောင်မြင်ထားမြောက်မည်ဟု အမြဲမြုံကြည်မျော်လင့်ကနေလေ၏ထိုကဲ့သို့မျော်လင့်သည်နှင့်အညီအကြံစီအလောက်ကိုင်းတို့ကိုလည်းပြု၏ထိုကဲ့သို့သောလူမျိုးတို့မှာတကားတရံအခန့်မသိ၍စင်ရဲ့ချင်းပင်ဖြစ်စေကားမူမြေရှည်စွာမနေဖော့ကိုရေ၌မြုပ်သည့်အလားတက်ပေါ်၍သာ လာကြရသည်မှာဧကံမလွဲဖြစ်လေသည် လူတော်ဝမှန်ကရည်ရွယ်ချက်တစ်မျိုးစီရှိရာဤမိမိဤစိတ်၌မကောင်းလေလွင့်ရုံညံ့တိမ်ပြင်းသောအကြံအစီတွေးတောခြင်းတို့နဲပါတည်တဲ့နဲပါအောင်အထောက်ကထိုရည်ရွယ်ချက်ကိုပေါရောက်အောင်မြင်ရမည်ဟုသောစိတ်ကိုယ်သာအမြင်ထားလျက်အောင်မြင်ခြင်းဤတံံကိုမိမိဤစိတ်၌ထင်အောင်မြင်အောင်တကိုယ်လည်းစိတ်ငြိမ်ရာတွင်မကြာခဏရှုမြင်၍နေခြင်းကစိတ်၌ပေါ်ပေါက်လာသောထိုတံံသည်အတီကိုဖြစ်က အစစ်အမှန်အောင်မြင်ခြင်းနှင့်ကြုံတွေ့ရမည်ဖြစ်လေသည် သို့တော်လည်းအောင်မြင်ခြင်းဤတံတန်းကိုစင်ခြင်းယုံမျှနှင့်မပြီးထိုက်တင်သလောက်လောက်ကင်ကြံစီ ခြင်းဤဟူသောကူညီထောက်ပံ့ခြင်းအမှုကိုလည်းပြုလေလီအောင်မြင်ခြင်းဆိုသည်မှာအဘယ်သို့သောအရာနည်းတထေးတကြွယ်ဖြစ်ခြင်းကိုအောင်မြင်ခြင်းဟူ၍မဆိုလိုဖြောင်းမှန်တရားနှင့်အပြစ်ကင်းသောအလိုဆန္ဒတို့မှထိုက်တင်အားလျော်စွာပြည့်စုံ၍စေ၏ချမ်းမြေ့ခြင်းကိုရရှိခြင်းသည်အောင်မြင်ခြင်းဖြစ်လေသည်သို့တော်လည်းလောက၌လူတော်တော်တို့၏ လောဘသည်ဘယ်အခါမှအဆုံးသတ်သည်မရှိသဖြင့်အလိုရမလောဘကိုအလိုမလိုက်ဘဲတင်းတင်းစွာနှလုံးသွင်းပြီးလင် လောဘကို အတိုင်းအရှိအအဖြစ်တတ်မှတ်၍ထားမှသာလင်အောင်မြင်ချမ်းမြေ့ခြင်းဖြစ်နိုင်လေသည်တတ်မှတ်ခြင်းမရှိအဆုံးမမြင်သော လောဘကိုကစိတ်ဤတကူတတ်သည့်တွင်အဘယ်မျှပင်ကြီးမားစေကမူပြေဝါအောင်ပြုချင်းကမစွမ်းနိုင်မီမဟုတ်ချေအချို့သောသူတို့သည်အောင်မြင်ခြင်းဤနီလန်လုံငန်း၌စိတ်အားထက်တန်ခြင်းစိတ်တကူကြီးမားခြင်းကိုဖြစ်စေရန် တင်ပြရေးသားကြလေသည် ထုံနီးလမ်းမျိုးသည် လုံလုံကြီးမမှန်လှကြီးအချောင်းကိုဆိုသော အောင်မြင်အထမြောက်လိုသောသူဤစိတ်၌ဆန္ဒသည်ရှိ၏ထိုဆန္ဒသည်စိတ်ထဲ၌အကောင်အထည်ပေါ်ပါလျက်တရားသဖြင့်အပြစ်ကင်းသောဆန္ဒဖြစ်ချေက အားဆိုင်ကစိတ်တကူကိုအထူးသဖြင့်နှိုးဖို့မလိုချေဆွေမျိုးညာသည့်လူတော်အချင်းချင်းတို့အပေါ်၌ကောင်းမြတ်သော စိတ်ကိုထားကအကျိုးကိုဆောင်ရန် စိတ်ရင်းကိုထားကြေကကောင်းမြတ်တော့အကျိုးကိုမိမိမှခံစားရမိမှမလွဲဖြစ်လေသည်လူတော်ဘာဟုသမျှတို့သည်တယောက်ကိုတယောက်ရိုင်းပင်ကိုညီရန်ဝတ္တရားရှိလေသည် ထိုတာဝန်ဝတ္တရားမပြတ်ချေကထိုတာဝန်ကိုအောင်မြင်ရခြင်းဤမုံမြတ်သောအပူအခါကိုဤကံပင်ခံစားရရှိလေသည်ထိုကဲ့သို့တတဝါအချင်းချင်းအကျိုးကိုဆောင်ရွက်လောက်ကံခြင်းမှလည်းထူးယုံကြည်မှသောအလုံးမဟုတ်ချေမိမိပရိယေတနဝန်းစာကိုရှာဖွေလောက်ကံခြင်း၌ အလုတ်ကိုကောင်းအောင်သဘောထားခြင်းသည်မိမိ၏တောင်းဝဝတရားခြေပြုံခြင်းဖြစ်လေသည်အကြောင်းမူကားလူတော်ဝါတို့အတူတကွစုဝေးနေထိုင်နိုင်ကြခြင်းသည်အတီးသည်မိမိတို့၏အလုတ်ကိုကောင်းမွန်စွာလောက်ကင်ကြရန်ဖြစ်လေသည်ဖန်တဲ့ချုပ်တော်သူသည်မိမိ၏ပရိယေတနာဝန်စာအလုတ်ကိုလှုပ်ခြင်းဖြစ်၏မိမိချုပ်လို့သောဖနက်ကိုဝယ်၍စီးသူတို့မှ ပေးရသောအဖိုးနှင့်တန်အောင်စီးရသောဖနက်ကိုရကြပါစေဟုသဘောထားလျက်တေသက်စွာချုပ်လို့ခြင်းသည်လူတော်တော်အချင်းချင်းတို့၏အပေါ်၌မိမိက ပြုလုပ်ရန်ရှိသောတာဝန်ကိုပြည်လဲအောင်ပြုခြင်းဖြစ်လေသည်ထို့အတူအခြားသောအလုပ်တို့မှလည်းသဘောထားကြဖို့ရှိလေသည်လာကစားငယ်သားအမြောက်အများတို့ကိုလာကပေးလျက်အလုပ်ကြီးများကိုလှုပ်ချသူတို့မှငါ၏အလုပ်သမားများဝါပြောတာယာချမ်းမြေအေးချမ်းခြင်းဖြစ်အောင်ငါအဘဲပုံချံစီရမည်နည်းဟုသောစိတ်သဘောထားမျိုးကိုထားချေကထို့အလုပ်သမားတို့ကိုချမ်းသာအောင်ပြုရခြင်း၌ပင်မိမိ၌ကောင်းသောအကျိုးအမြတ်တို့ကိုရဖို့ရှိလေသည် ဥပမာဆိုတော့စင်းရဲသားလူတယောက်အားလာက90ချက်တို့ကိုပေးလို့တော့ကြောင့်အလောက်ကိုချဲ့ထွင်ရနိုင်ထိုးသူအားထိုးသူအားပေးရန်ဖြစ်တော့လာက90ချက်မြမက900 9000မြတော့အကျိုးအမြတ်ကိုပြန်ပြီးရတတ်လေသည်မိမိလောဘကိုအစုံမတတ်နိုင်တဲ့ဖြစ်အတိုင်းသူပြည်သားစင်းရဲသားတို့မှာစင်းရဲချက်တင်းချင်းဖြစ်အောင်ကောက်ပဲတိနံတို့ကိုတဦးနဲ့တိမ့်ကျူတိမ့်ကျုံ၍ဝယ်တော့ကြောင့်ပြက်စီးခြင်းတို့ရောက်ကြရတော့အနောက်တိုင်းသားတတိကြီးများ၏အကြောင်းကိုကြားသိရဘူးနေပြီ။ ကျွန်ုပ်တို့မြန်မာပြည်၌လည်းဒုံဤမျိုးဖြင့်ပျက်စီးခြင်းသို့ရောက်ကြရသောအနောက်တိုင်းသားများရှိသည်ကိုမိသူမိဘဟူ၍ပေါ်ပြရမလို့စာဖတ်သူတို့သိရှိကြဖို့သိကြဖို့ရှိလေသည်ထိုကဲ့သို့ဖြစ်ရခြင်းသည်မကောင်းသောစိတ်မကောင်းသောအကျိုးပြည်သူစင်ရဲသားအပေါင်းပေါ်တို့၌စိတ်တကိုးကြောက်ဖြစ်လေသည်ဤအရာ၌မေတ္တာသည်အမှန်ဆူးရှတတ်ကြောင်းကိုသိတာလေသည်မိမိဤစိတ်ကိုမြင့်မြတ်စွာထားလျက်မိမိသည်မြင့်မြတ်သောသူတစ်ယောက်ဖြစ်သည်ဟုသော မိမျက်ချင်းဤတံံကိုမကြာခဏစိတ်ငြိမ်များ၌စင်ငြိမ်ချင်းသည်ထိုကဲ့သို့စင်ငြိမ်သူအားအဟောက်အမှန်မိမျက်ချင်းအဖြစ်သို့ရောက်စေနိုင်သောကြောင့်မိမျက်သောအရာမိမျက်သောအလုတ်မိမျက်သောအချံမိမျက်သောအဆွေခွေမုန်းကောင်းတို့ပေါ်ပေါက်ကကိုကြီးရိုင်းပင်သောအချွေအရံတို့နှင့်ပြည့်စုံခြင်းအဖြစ်သို့ရောက်ရလေသည်ယုံညံ့သောစိတ်၌မွေလျော်သောယုံညံ့သောအချံတို့ကိုစိတ်အတွင်း၌မရှိစင်းရဲ၍နေသောသူတို့မှယုံနှိပ်သောအခြေအနေတို့ တပြေးပြေးရောက်လျက်ယုံညံ့တိမ်ပြင်းသောအပေါင်းအုံတင်တို့ကသာရတတ်သဖြင့်အာမကိုလောက်သော သူတို့နှင့်ခြံရံချင်းတို့ကိုခံရတတ်လေ၏တို့ဖြစ်သောကြောင့်စိတ်ထဲ၌ညှိုးခြင်းဆင်းရဲညှိုးငယ်ခြင်းဖြစ်သည့်အခါတိုင်းငါဤစိတ်၌ချမ်းသာနိုင်ငါဤစိတ်သည်ချမ်းသာလိမ့်မည်ငါဤစိတ်သည်ချမ်းသာ၏ချမ်းသာခြင်းအခြေအနေကိုထင်အောင်မြင်အောင်ကြည့်ရှုကဆင်းရဲညှိုးခြင်းသောစိတ်ကိုဖျောက်ဖျက်၍ပြည့်ရမည်ထိုကဲ့သို့နနက်အခါညအခါနေ့အချိန်ညှိုးခြင်းသောစိတ်ပေါ်ပေါက်သည့်အခါတိုင်းထိုကဲ့သို့ထင်မြင်လျင် ချမ်းမြေတာယာအေးချမ်းခြင်းအဖြစ်သို့အေကံရောက်မြည်မှာမလွဲဖြစ်ပေသည်မေတ္တာလူတော်ဝါအချင်းချင်းတို့အပေါ်၌မေတ္တာတရားကိုအမဲထားခြင်းသည်မေတ္တာ၏အတုအလှဲ့ကိုခံစားစေနိုင်သဖြင့်လူတော်ဝါအပေါင်းတို့၏မေတ္တာစိတ်အစွမ်းကြောင့်မိမိမှာဘေးရန်အနှောက်အယှက်ဆင်းရဲခြင်းတို့မှကင်းလွတ်ရလေသည်မေတ္တာစိတ်သည်မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏စိတ်ဖြစ်လျာမေတ္တာစိတ်အမဲစိတ်အမဲထားသူသည်တဖြည်းဖြည်းမြင့်မြတ်သောပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရလေသည် မြင့်မြတ်တော်သူသည်ညုံနေလှသောဆင်းရဲခြင်းအဖြစ်သို့ဘယ်တော့အခါမှမရောက်နိုင်ဟုယုံကြည်ရမည်။စင်စစ်အဖြစ်တော်ကလူတော်ဝမှန်ကအဘယ်မျှပင်စိုးရုပ်ဈေးကားမှုကောင်းမြတ်သောစိတ်သည်ကောင်းမြတ်သောစိတ်သည်လုံလုံကြီးမကင်းချေထိုသဘောတရားကိုသိခြင်းကလူဟုသမျှတို့၌ကောင်းမြတ်သောတဘောအရေးအချင်းကိုသာမြင်အောင်ရှု၍ထိုသူတို့၏မကောင်းသောအမှုအရာတို့ကိုမကြည့်မရှုချင်းသည် မေတ္တာစိတ်ဒိုးပွားခြင်းကိုဖြစ်စေနိုင်လေသည်ထိုကဲ့လို့မမြတ်သောစိတ်ကိုထားကြီးကမြင်သမျှသောလူတို့သည်အသင့်ကိုချစ်လိမ့်မည်ချစ်လျင်လူအပေါင်းတို့၏အတုပ်အပြန်ဖြစ်သောမေတ္တာအစွမ်းကြောင့်မိမိမှာချမ်းသာခြင်းဖြစ်ရလေသည်နတ်နတ်မိုးလင်းနှင့်ညာအေယာဝဲစိတ်ငြိမ်သောအခါတို့၌အောက်ပါအတိုင်းဆင်းခြင်းပါလေစည်ရဆုံးရှုံးခြင်းမရှိဟုယုံကြည်သောသူသည်ဘယ်အခါမျှဆုံးရှုံးခြင်းအဖြစ်သို့မရောက်နိုင်။ငါ၏အတွေ့၌စည်ရခြင်းကိုတားမြစ်နိုင်သောတကူတက်သည့်ရှိ၏ ထိုတကူတတိဒီငါကိုချမ်းသာအောင်ပြုလုပ်နိုင်၏ငါ၏အလုံများကိုထိုတကူတတိဒီအောင်မြင်အောင်ပြုလုပ်သည်ငါသည်အောင်မြင်ချမ်းသာ၏ဟုအောင်မြင်ချမ်းသာခြင်းတဏ္ဍအခြေအနေမိမိ၌ဖြစ်ပေါ်နေလေသည်၃ချိန်၄ချိန်စင်ချိန်ရမည်နေ့အခါအလုံတကူကိုအောင်မြင်မှအောင်မြင်မှမည်လားဟုကြောင်းကြသော စိတ်ပေါ်ပေါက်၍လာသည့်အခါကြောင်းကြသောစိတ်ကိုဖျောက်ဖျက်ကအထာမြောက်မှပဲဟုစိတ်ချပြီးအဆိုပါနေ့အတိုင်းစင်ချင်ပါလေ။ ဤလောကကြီးသည်ကျွယ်ဝပြည့်စုံသောလောကကြီးဖြစ်၏။ဤ၌၎င်းမြေ၌၎င်းအဖိုးထိုက်ယေတနာတို့သည် မကုန်မကန်းနိုင်အောင်များပြား၏။တို့ပါလျက်ဆင်းရဲသောသူတွေများကြသည်မှာဆင်းရဲခြင်းတံတန်းကိုမိမိတို့၏စိတ်၌ပန်စင်းကကြောက်ရွံ့ပူပန်၍နေကြသောကြောင့်ဖြစ်လေသည်။ထိုကြောက်ရွံ့ပူပန်သောစိတ်သည်ပါပြောင်း၍ချမ်းသာပြီးမျော်လင့်ယုံကြည်ကိုးစားကချမ်းသာခြင်းတံတန်းကိုပန်စင်းလျက်ရှာကြံကြချေကဧကံပင်ချမ်းသာကြရမည်ဖြစ်လေသည်။ ြောလိုက်ခြင်းသည်စမ်းရည်နှင့်တူ၏ထိုစမ်းရည်သည်ပထဝီမြေကြီးကိုစူးဖြိုးစေသည့်အလားမျောလိုက်ခြင်းရှိသောသူတို့အားစူးဖြိုးခြင်းကိုဖြစ်စေနိုင်၏ချောင်းချပူပင်သောစိတ်ကိုကင်းစေ၍ချမ်းသာမည်ဟုယုံကြည်ခြင်းသည်ချမ်းသာခြင်းတံတန်ဖြစ်လေသည်ယုံကြည်ခြင်းသည်နေမင်းနှင့်တူ၏နေမင်းသည်လောကတက်ကိုနူးနဲ့ကြည်ညက်စေလျက်လူတော်ဝါတောတောင်ရေမြေတို့ကိုတန်ဆွမ်းခြင်းဖြစ်စေသည့်အလားယုံကြည်ကိုးစားသူ၏ယုံကြည်ကိုးစားသူ၌အောင်မြင်ခြင်း၏ အပင်အတီးတို့ကို တိုးပွားစေနိုင်လေသည်လှုပ်ရှားခြင်းတကူလောက၌မိဒီအရာမစိုးတုံလှုပ်လျက်ရှိ ထိုတုံလှုပ်ခြင်းကို မန္တစက္ခုဖြင့်မမြင်ရချေသို့တော်လည်းအစင်းတရံအမျိုးမျိုးတို့သည်တုံလှုပ်ခြင်းအစင်းစင်းသောအနည်းအမြန်အားလျော်စွာပေါ်ပေါက်တည်ရှိကြလေသည်တကူကြီးသောသူတို့၏တရံလှုပ်ရှားခြင်းလင်မြန်ဤပြင်းကြီးအားငယ်ပြောညံသောသူတို့၏တရံ၌လှုပ်ရှားခြင်းသည်နှီး၏ တို့ပြည့်၍လှုပ်ရှားခြင်းမြင်အောင်စိတ်ကိုအမြဲနှိုးချတန်ထက်တန်စိတ်ကိုအမြဲနှိုးချထက်တန်ခြင်းရှိစေရာ၏ထိုကဲ့သို့သော သူတို့၏စိတ်ဆန္ဒတကိုးသည်ထက်တန်သဖြင့်တောင်းတသောအရာကိုလွဲကူစွာရရှိခြင်းဖြစ်စေနိုင်လေသည်တစုံတစ်ခုသောအလုပ်တစုံတစ်ခုသောအရာကို တောင်းတသည့်အခါစိတ်ငြိမ်သောအခါများ၌ထိုအရာကိုရရှိသည်ထိုအလုပ်ကိုအောင်မြင်သည်ဟုသောတဏ္ဍအခြေအနေကိုစင်ကြင်ရပြီး တို့စင်ကျင်လျက်ရမည်အောင်မြင်မည်ဟုအေးအေးဆေးဆေးယုံကြည်၍နေကြကအေကံမြင်အောင်မြင်ရရှိမှမလွဲဖြစ်လေသည်ထိုကဲ့သို့တောင်းတရ၌အင်ကျိတ်ကလက်ပြီးကိုဆုပ်လျက်ဒေါသမန်နှင့်ဆန္ဒကိုမလွှတ်ရအေးအေးဆေးဆေးစိတ်ချလက်ချယုံကြည်ရတာနေရမည်ရမှရပါမလားဟုသောကြောင်းကြခြင်းစိတ်ကိုကလုံလုံကြီးကင်းစေရမည်ထိုကဲ့သို့စိတ်ဤတကူကိုအသုံးပြုသောသူတို့သည်ကလေးကလာဖြစ်အောင်လှပသောအဝတ်ကိုမဝတ်မစင်ရ တန်ရှင်းတည့်ရသောအသွေးနှင့်တန်ရှင်းသားနာဆောင်ဝတ်စင်နေထိုင်လျက်မိမိ၏ကိုယ်ကို လူတမန်တို့နှင့်မတူတကူချီးသူ မြင့်မြတ်သူ ဖြစ်သည်ဟုယုံကြည်ကစိတ်ကြီးဝင်၍နေရမည် စိတ်အားကိုအချီးအနှီးဖြုံးတီးမပြူရအောင်တတိရှိရမည်ဒေါသဖြစ်လွယ်ကျွဲအကျိုးအကြောင်းတည်းအစမ်းတို့ကိုပြောပြလိုသောစိတ်ဆန္ဒအားကြီးခြင်းအစစာအယားယာ၌အစင်အလင်းစလိုပြုလုပ်တတ်ခြင်းလိုက်လိုက်လဲလဲရေမောခြင်းအလွဲတကူအံဩတက်ခြင်းစသည့်ဆန္ဒတို့ကို ချုပ်တီးရမည် အကြောင်းမူကားထိုဆန္ဒတို့သည်တကူတတ္တိကိုယူပိတ်စေသောအပေါက်များဖြစ်ကြလေသည်လောက၌စိတ်သည်တကူကြီးဆုံးသောအရာ ဖြစ်လေသည်စိတ်၌ဗန်စင်းသောအရာတို့သည်အပြင်အပ၌ဖြစ်ပွားပေါ်ပေါက်ရလေသည်ပကြီးဆရာသည်မိမိရေးချယ်လိုသော ပုံကို ရှေးဦးပထမစိတ်၌ဗန်စင်းရသည်ထုံးနောက်မှလက်နှင့်ရေးရလေသည်ထို့အတူကြီးပွားအောင်မြင်လိုသောသူသည်ကြီးပွားအောင်မြင်ခြင်းကိုမိမိစိတ်၌အမြဲဖန်ဆင်းနေရမည် မိမိကြံစီတောင်းတသောအရာကို စိတ်နှံအောင်မြင်ပြီးသည်ဟုယုံကြည်ရ၏ထိုကဲ့သို့ဖန်ဆင်းလျက်လောက်ကံခြေကအောင်မြင်ရမည်မှာမလွဲအမှန်ဖြစ်သောဥပဒေသဘောတရားကြီးဖြစ်လေသည်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့လူဘော်ကလူနဲ့ချမ်းသာရေးလမ်းညွန်ဆောင်အပိုင်းကဒီမှာတင်ပြဆုံးပါပြီဆက်လက်နားဆင်လို့ပါကကျွန်တော်ရဲ့ channel လေးဖြစ်တဲ့စိုးနေဖို့ channel လေးကို subscribe လုပ်ပြီးတော့ notification လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်သဘောကျနှစ်သက်တယ်ဆိုပါကလည်း း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်။အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးနဲ့ကတ်သုံးပါးရမှာအမြန်ဆုံးကြော်လွားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။